ကောင်စီကိုလွှတ်ပြောင်းပေးတဲ့အနေထားကလည်းမတူပြန်ဘူးဗျဟုတ်ကဲ့ဟိုမှာကလာရှိုးပေးတယ်ဆိုလာရှိုးမြို့ဝင်ဂိတ်ရဲ့အပြင်မဲ့မှာကျွန်တော်တို့ MND ကဝိုင်းထားတာဗျဟုတ်ကဲ့နေရီဘက်လည်းဝိုင်းထားတာအခုအားကပြန်နယ်လီကကျွန်တော်သူကဒီစတော့စစ်တပ်ကိုပြန်နယ်လီယူနီဖောင်းတွေပေးဖို့ပြီးတော့တွတ်သွင်းလာတာတော်လိုင်းရင်အားစုတရရဂုံတိတ်ခါနဲ့မကိုက်ကြည့်ဘူးဆိုတော့ကဟာ လူလူလားလားကိုနော် DNL ကလိုက်လျောလိုက်တာဖြစ်တယ်။ MND လို့ပြန်ပြီးတော့ကျွန်တော်တို့အဲတုံ့ပြန်တာပြန်ပြီးတော့တားဆီးတာကဘာမှမရှိဘူး။အဲတော့တူအောင်ပေးရတာချင်းတူတူ DNL ရဲ့အနေထားကနိုင်ငံရေးရာဂုဏ်သိက္ခာတော်တော်ကြပြီ။ကျွန်တော်တော်လိုင်းရေးဖွဲ့စည်းတရားရဲ့လောက်ရနေမတူဘူး။ ရပါအောင်တော်လိုက်တခါတည်းတော်လိုက်နောက်ခေါင်းဆောင်နဲ့အလုံးမသိမချင်မှတာပါခင်ဗျားတို့စဉ်းစားပါမလို့ခင်ဦးဆောင်တယ်လှုပ်ပြီးတော့မှစောက်တော့လဲဆုံးခဲ့ချက်တွေအများဒုက္ခရောက်မှာတွေလှုပ်ပြီးပြီးမှတော့အောင်းမနန်နဲ့ပြောင်းဆောင်ပြီးမှလို့ပဲပြောချင်တယ်နော်ပြေးကြပါတယ်အလောင်းမင်းဘာမှစဉ်းရင်ပြေးလို့မရဘူးမင်းအွန်လိုင်းကခွင့်ရလို့ပြင်းရင်အရင်ပြင်းမယ်မပြင်းရင်ငါတို့တော်လိုက်နဲ့အောင်းပြီးရတဲ့နေ့ပြည်သူညနာမကြည့်တဲ့လက်နက်ကင်အဖွဲ့တွေအကုန်ပြက်ရှင်းမှာတော့လုံးဝတရားကင်တော့ချိန်သေးတယ် promise နော် NUG ရဲ့အထွေထွေထိုးစစ်ကိုမျော်လင့်မနေပဲနဲ့ NUG အောက်မှာရှိနေတဲ့အင်အားစုတွေနဲ့ပူးပေါင်းနိုင်ဖို့အတွက်ကြိုးပမ်းဖို့လိုတဲ့လူယူဆပါ အဲ့လိုမလုပ်နိုင်လို့ရှိရင်ကျွန်တော်တို့အဲ new တော်လည်ကြီးဟာတော့ဒီအနေနဲ့ကျွန်တော်တို့ကြုံရတော့မယ်အနေထားဖြစ်ပါတယ်အဲ့ဒီအနေထားကိုကဲတင်မှုဟိုကျွန်တော်တို့နောက်ညာဒေတာမှာရှိနေညော်လင်းညက်ဘသူတွေကဘယ်လိုကုန်းဆုံပြီးလုပ်ကြမယ်ဆိုတာကိုပုံပွဲလေးလေးကျွန်တော်တို့နိုင်ပြီးဆွေးနွေးတင်ပါတယ်အားလုံးပဲမင်္ဂလာပါမိုးကုတ်မိုးမိတ်ကိုလက်လွတ်လိုက်ရတဲ့ TNAA ရဲ့ဆုံးဖြတ်ချက်ကတောင်းမှန်ရုံနဲ့ပြီးသွားတဲ့ကိစ္စလားကြီးမရှိဘတ်ဂျက်မရှိလို့ဆိုတဲ့ဘိုးချုပ်တာဖုံးကျော်ရဲ့ရှင်းလင်းချက်ဟာ တော်လန်ရေးအတိုင်းဝိုင်းကိုဘလို့လုတ်ခတ်သွားစေခဲ့လဲတော်လန်ရေးကုံတိတ်ခါကိုပါထိခိုက်စေခဲ့တဲ့ဒီအခြေအနေကိုရဲဘော်မိုးနမင်းနဲ့ဆရာဦးတန်းစိုးနိုင်တို့ကဘလို့ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြခဲ့ကြသလဲအရှိတရားကိုလက်ကင်ထားစေခြင်းနဲ့ဗိုလ်ချုပ်ရဲ့စကားတောင်းပန်ခြင်းမရှိတဲ့တော်လန်ရေးဆိုတဲ့တုံ့ပြန်မှုတွေဟာဘာတွေကိုမိမောက်ထိုးပြနေတာလဲအဖြေကိုဒီဗီဒီယိုမှာဆက်လက်ကြည့်ရှုပါမင်းရတော့ဘုံဘုံမှာရောမုံမိတ်မှာရောနော်ကျွန်တော်တို့စစ်တပ်ကဝင်ရောက်နေရာကြီးပါပြီးပါမယ် အဲ့တော့အဲ့လိုဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီကိစ္စကိုဘယ်လိုကက်ဖြတ်မလဲဆိုတဲ့အခါကျွန်တော်တို့ကဒီတရုတ်ရဲ့ဖိအားကြောင့်လို့ပြောတဲ့အခါမှာတရုတ်ရဲ့ဖိအားကြောင့်ကိုယ်တိုင်မြေပေးလိုက်ရတဲ့အချိန်မှာကျွန်တော်တို့စိတ်ထိခိုက်စရာအကောင်းဆုံးကတော့ကျွန်တော်တို့လာရှုဖြစ်ဖြစ်ပါဘူး။သို့တော့လာရှုကသူ့မူနဲ့သူသူ့ကြက်တဲ့ကြောင့်သူ့သူ့ကြက်တဲ့ကတော်တော်ကြီးတယ်ပြ။အားကြောင့်လဲဆိုတော့တရုတ်ရဲ့ဖိအားကသူ့အနေမြင့်ချင်းကပ်နေတာ။ဆိုတော့ DNA လေးနဲ့မတူပါဘူးပြ။ ဒီကနေ့ကနေစမ်းတဲ့ဝန်ကြီးပါနောက်ပြီးတော့ဒီစစ်ကောင်စီကိုလွှတ်ပြောင်းပေးတဲ့အနေထားကလည်းမတူပြန်ဘူးဗျဟုတ်ကဲ့ဟိုမှာကလာရှိုးပေးတယ်ဆိုလာရှိုးမြို့ဝင်ခေရဲ့အပြင်မဲ့မှာကျွန်တော်တို့ MND ကဝိုင်းထားတယ်ဗျဟုတ်ကဲ့နေဒီဘက်လည်းဝိုင်းထားတာအခုကပြန်နေလေကကြတော့သူကဒီစတော့ဆက်တက်ကိုပြန်နေလေယူနီဖောင်းတွေပြေးဖို့ပြီးတော့သွင်းလာတာ တော်လန်ရင်အင်အားစုတရရဲ့ဂုံတိခါနဲ့မကိုက်တည်ဘူးဆိုတာကဟိုလူလူလန်းလားကိုနော် DNL ကလိုက်လျောလိုက်တာဖြစ်တယ် MND လို့ပြန် ပြီးတော့ကျွန်တော်တို့အဲတုံ့ပြန်တာပြန်ပြီးတော့တားဆီးထားတာဘာမှမရှိဘူးကအဲတော့တဲ့အောင်ပေးရတာချင်းတူတူ DNL ရဲ့အနေထားကနိုင်ငံရေးရာဂုံတိခါတော်တော်ကြတယ်ကျွန်တော်တော်လန်ရင်ဖွဲ့စည်းတရရဲ့လိုအပ်နေမတူဘူးနောက်ဆက်ပြောစရာတွေလည်းရှိပါသေးတယ်ဘာလဲဆိုတော့တကယ်ကမိုးမိုးမိမိဒေသဆိုတာ မန်လီ PDF နဲ့လက်တွက်ပြီးတက်ကွက်ဝင်ကြတဲ့နေရာဟုတ်ကဲ့ဟောရခုမန်လီ PDF နဲ့ပတ်သက်တဲ့အဲကိစ္စမှာဘုဘကကဒီခေါ်မမခေါ်ဘူးဆိုတာကိုညှိနှိုင်းဆွေးနွေးမှုလည်းမရှိဘူးဘယ်လိုကျွန်တော်တို့အပေးယူလုပ်ကြမှာလဲဆိုလိုတာကကိုယ့်ရဲ့တော်လှန်ရေးပါမစ်ကမန်လီ PDF ပြဒီအင်အားစုတွေကိုနော်ဟိုဒီအင်အားစုတွေကိုအကာအကွယ်ပေးတာနော်နော်လက်နဲ့ခရမ်းမိကြောက်အကူအညီပေးတာအဲ့ဒါတွေဘာမှမရှိဘူးပြအဲ့တော့ဆစ်အစိုးရနဲ့လိုက်လိုက်လျော်လျော်နော်စိတ်ရောကိုယ်ပါပူပေါင်းတဲ့လက္ခဏာတွေ့ရတဲ့အတွက် နော်တည်တည်လင်းရဲ့လုပ်ရက်ကတော့ကျွန်တော်တို့ကတော်လိုင်းတည်ရဲ့အဲလုပ်ရက်ဖြစ်ကျွန်တော်တို့ကသဘောထားလို့မရ MNDAA နဲ့လည်းမတူဘူးအဲတော့အခုတိုက်ပွဲတွေဆက်ဖြစ်လာတယ်ဆိုတာလေတကယ်တမ်းကျတော့ကျွန်တော်တို့ PDF တပွဲတွေနဲ့မန်လေး PDF တပွဲတွေနဲ့နော်ခုခံကာကွယ်မှုဆိုတာလည်းမဖြစ်နိုင်ပါဘူးအဲတော့ဆိုတာတိုက်ပွဲကအနေချင်းရှိတယ်တိုးတော်မျိုးပြင်ပါဒီလိုဖြစ်ရတာကလည်းတည်တည်လင်းရနေပြီးတော့ဒီ PDF တွေကိုမျိုးပြင်ထွက်ပါလို့သူတို့ကမြစ်တာရခံတာလားနော်အဲ့ဒီအခြေအနေကြောင့်ဖြစ်လာ ။ဒါကြောင့်ဒီနောက်ဆုံးကို MNDAA ပေးရတာ ਨੇ နော်။ဒီအဲမိုးရိုးဘူမိတ်ကိုကျွန်တော်တို့ DNLA ကပေးတာဟာအနေထားချင်းနိုင်ငံရေးသဘောထားချင်းမတူညီတာကိုတွေ့ရတယ်။အဲ့လိုမတူညီမှုဆိုတာက DNLA အနေနဲ့တော်လိုင်းရေးမဆန်ဘူးနော်။နောက်ပြီးတော့ရန်သူမိတ်ဆွေမကွဲဘူးပေါ့ကွာ။ရန်သူကိုရန်သူလိုသဘောထားတာသူ့ဟိုအဲ့ဒါအတွက်နော်။ ကိုမမေးအင်အားစုတွေအတွက်အကူအညီပေးဖို့ဘာညာဆိုတဲ့သဘောထားအနေနဲ့ညှိနှိုင်းတာတွေဘာမှမရှိပဲအလွယ်တကူကြော့အင်ဆိုပြီးတော့ပေးလိုက်တာဖြစ်တဲ့အတွက် PNLA ခေါင်းဆောင်ခွဲရဲ့လောက်ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ကဘယ်လိုမှဝေါ်ကြလက်ခံစရာအကြောင်းရှိဘူးကျွန်တော်တို့သုံးသပ်ပါတယ်ဟုတ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 ်ဆို MDA နဲ့ပဲရှင်ပြောပါဦးကျွန်တော်က last show ပေးလိုက်တော့ညပြမှာအခုထိကသူတို့စတားဆုတ်ခဲ့မယ်သူတို့မဆုတ်ဘူးလေအဲဟုတ်တယ်လေ last show နဲ့ဒီပေါ်ကြ last show နဲ့ကျွန်တော်တို့ပဲဟိုဟာလေ ဒါထိထိထားပါနော်ဟိုဘယ်လိုခေါ်လဲစစ်တားဟိုညိုတက်မှနေပြီးတော့အပြင်မှာသူတို့ထိထားရတယ်ပေါ့အခုတင်းတော့တင်းလေကတော့ဘာမှထိမထားမလဲအခုပေးလိုက်တယ်ပေါ့တော့อืมနောက်သူကသူ uniform နေတောင်ပေးပြီးတော့နော်ဟိုစစ်တပ်ကိုခုတ်သွင်းလာသေးတယ်အဲ့တော့အဲ့လောကကတော်လိုင်းအင်အားစုတက်ရဲ့လုံရက်နဲ့ဂုံသိက္ခာကဘသူဦးပြကျွန်တော်ဒါမှမဟုတ်ဒီကိစ္စကိုတော့တော်လိုင်းကောင်းဆောင်မှုတော့ DNL ကောင်းဆောင်မှုတော့ကျွန်တော်တို့အဝေဖန်ထုတ်ပြတဲ့လူယူဆလို့ကျွန်တော်ပြောတာပါဟုတ်ကဲ့ဆိုတော့အခုခေါ်သွင်းလာတော့အခု တဘောတွေကဘယ်လိုဆက်လုပ်မလဲမသိဘူးတချို့ဆက်ဆံရေးရုပ်ထားပြီးတော့ပြန်ဆိုးသွားပြီလို့လည်းကြားရတယ်ပေါ့နော်အဲမုံမင်းပါပဲလေမုံမင်းပါကမုံမင်းပါအခုကွန်းမှာတော့ရုပ်ပြင်ကိုထွက်လာတော့တက်ခွက်ဖြစ်တယ်ပေါ့နော်မုံမင်းပါကလည်းတက်ခွက်ဖြစ်တယ်မုံမင်းပါတော့ KIA ရရှိတော့ KIA ကတော့အရင်ထဲကသူတို့သူတို့ကမှမေး PDF နဲ့ KPDF APS တွေကိုကူညီပေးမှပြောတာပေါ့မုံမင်းချင်းရောမုံကိုနဲ့ပါကွာလားကြာအာဒူဒူပါပဲနော်ဘောကကပုံတော်ရှော့သေးတယ်နော်ယူနီဖောင်းတွေပေးပြီးတော့အာဒီစစ်ကောင်စီတက်တယ်တွန်းထားတယ်နော်ဂျာနစ်တရာကျော်လောက်တွန်းထားတယ်ပုံတော်ရှော့သေးတယ် ဲ့တော့သူကအဲ့ဒီသဘောထားနှစ်ကိုလောက်ကြတာဗျ။နော်။အဲ့တော့ဆိုရကဟိုစစ်ကောင်စီကိုနည်းမြေပေးလိုက်တာမဟုတ်စစ်ကောင်စီကိုကျွန်တော်တို့ကျွန်တော်တို့ဒီနိုင်ငံကြီးရဒူးထောက်လိုက်တာဘယ်ယူဆ။အဲ့ဒါကြောင့်ဒီကဆိုရကဟိုမုတ်မိနဲ့မုတ်ကောမုတ်ကောမုတ်မိပေါ့နော်။မကမမိမာတရားရင်ရှိတော့ပြန်ထေးနိုင်မလားအဲ့ဒါဆိုလေရှင်တရားအဲ့လောက်မရှိပါဘူးဘာလို့လဲဆိုတော့ခုတွန်းလူကရန်သူနဲ့ခုက ူးပေါင်းပြီးတော့နည်းမြပေးဖို့ကိစ္စကိုလှုပ်လာတဲ့အခါကျတော့နောက်တစ်ခုကမိုးမိတ်ဆိုတာကြရရင်ရှိတယ်ဆိုတာအနေချင်းပဲရှိမှာတကယ်ကြတော့တကယ်ကြတော့ဒီကပ်လူရဲ့အောက်ဖက်ကိုနော်ကြရရင်ကမျက်မျက်ဆက်မရှိနိုင်ဘူးဘာကြောင့်လဲဆိုတော့သူ့ကိုချင်းပြလွတ်မြောက်ရေးအတွက်သူ့အင်အားအများစုကိုသူကဘမောမှာသူကတိုက်ပွဲဝင်နေရတဲ့အနေအထားဖြစ်တာဒါကြောင့်မို့မျက်မျက်ဆက်မရှိပါဘူးအဲ့တော့ဒီထဲမှာ TNL ကဒီလိုပုံစံမျိုးစစ်တပ်ကိုခိုးသွင်းလာတဲ့ အနေထားမျိုးနဲ့ဆိုရင်တရားရင်လည်းဘာမှတတ်နိုင်မှာမဟုတ်ပေါ့မျိုးပြင်ထွက်ရမှာထွက်နေပြီလို့လည်းကျွန်တော်သဘောပေါက်ပါတယ်ဟုတ်ကဲ့ဒါမှမဟုတ်အခု MNDA လုတ်သွားပုံကလုတ်သွားပုံနဲ့ဒီကျွန်တော်တို့လာရှုပ်ပေးရပုံနဲ့အခုဒီကျွန်တော်တို့မိုးဖို့မိုးမိတ်ပေးရတဲ့အနေထားဟာအတော်တော့ပြန်နေလေးရဲ့ကောင်းဆောင်မှုကျွန်တော်တို့ကဝေဖန်စရာဖြစ်ကိုလူရောဟိုသေးရဲ့လားဆိုတာကိုစဉ်းစားရမယ်အနေထားမျိုးတွေဖြစ်တယ်ဟိုဒါကတော့တော်တော်တော့အဲသိုးရတဲ့နော်အလျှော့ပေးဖို့ဖြစ်တယ်လူတွေလည်းအဲ့လိုတော်တော်လေးဘယ်လိုခေါ်မလဲစိတ်ထဲမှာ ဟောဒီမကြည့်မလဲဖြစ်နေကြတော့ဗျာဆိုတော့ဟုတ်ကဲ့ညာကောင်းပါဆင်ရခုအဲသူတို့မတူဘူးနော်အမေဒီနဲ့တင်လေဒါလည်းလည်းတော့ကွာတော့ဗျဒါပေမဲ့အခုအမေဒီရောတင်လေရောရှမ်းမြောက်မှာအေးရလိုက်ပြီလို့ပြောလို့ရတော့ဗျနော်အဲ့တော့အဲ့ဒီကတားလေးခေါ်ပြီးတော့ကျွန်တော်မန္တလေးဒီရတိကျွတ်နေပြီဗျာဘယ်မှာအဲကျွန်တော်တို့မတရားတို့တပိတ်ချင်းတို့ထုတ်ပြီးတော့အခုစစ်ကူဖဲတော့ရောက်လာတယ်လို့ကျွန်တော်ကြားတယ်ဆိုတော့ဒီအပြည့်ရမှုဒီနှစ်ဖွဲ့အပြည့်ရမှုကကျွန်တော်ရှမ်းမြောက်ပြည်မန္တလေးအညာပေါ့ဗျာစီးရင်ချင်းတွေပါပြောင်းလဲဖြစ်သွားစေနိုင်လား ကြောင်းလဲသွားပြီလေအခုမန္တလေးမြောက်ပိုင်းမှာရှိတဲ့မိုးကုတ်မိုးအိမ်မင်းနဲ့မန္တလေးကြားထဲမှာရှိနေလွင်မြင်တစ်ခုလုံးကိုအခုကချက်ချက်လက်ထက်ပေးလိုက်အောင်နော်အဲ့တော့မန္တလေး PDF တင်တဲ့အဲဒီဒီအဲ့ဒီဒေတာတွေပြန်ပြီးတော့တိုက်ဖို့ဆိုတော့ကျွန်တော်တော့ဖြစ်နိုင်မယ်လို့သိပြီးတော့မထင်ပါဘူးအဲ့ဒီဒေတာတွေကဒီစစ်ကောင်စီရဲ့ရှုံးမမှုအောက်ကိုဒီဒေတာတွေကြောက်ရောက်မယ်အဲ့ဒါအဲ့ဒါရဲ့အဓိပ္ပာယ်ကဘယ်လိုဆိုရှမ်းမန်းစစ်စင်ရေးမှာမန္တလေးသိမ့်ပိုင်းအစီအစဉ်ကတော့ကျွန်တော်နှုတ်ဆက်သွားပြီကျွန်တော်တို့ဘက်က နော်ပြိုကွဲသွားပြီအဲ့လိုပြိုကွဲတာကခုန TNL ရဲ့နော်မူမမှန်တဲ့လောက်ရတဲ့ကြောင့်ဖြစ်တယ်ပြိုရဲ့နော်ပါဝင်ဆွတ်ဖွဲ့မှုကြောင့်ဒီ TNL ကလုတာမဟုတ်ပဲနဲ့နော်တကယ်လက်တွေ့အသေးပဲရပြောလို့ရှိရင်သူ့ကိုကျွန်တော်တို့မြောက်ပိုင်းမဟာမိတ် MNDA တို့ AA တို့ကမကူညီနိုင်တဲ့အခြေအနေနောက်ပြီးတော့သူ့နဲ့ရန်ဖြစ်ထားတဲ့ကျွန်တော်တို့အဲ SSA SSA KIA အဲ့ဒီအခွဲကြီးကလည်းသူ့ကိုမကူတော့တဲ့အချိန်မှာစစ်တပ်နဲ့ပေါင်းပြီးတော့ ဒီမျိုးတော်လိုင်းအင်အားစုတွေပြန်ပြီးတော့ရံဘက်လိုပြုတ်မှုလာတယ်ဆိုရဲအနေထားတွေ့ရတာလွန်စင်ကောင်းကြဖြစ်ပြီးတော့မျိုးတော်လိုင်းရဲ့မဟာဗျူဟာအရင်းနှီးမှုတရားကိုသူကသယ်ဆောင်လာတာပဲကျွန်တော်တို့သုံးသပ်ပါတယ်အခုကတောက်တောက်တောက်ဘောင်းလေးထိုးတဲ့စနေစီမံခဲ့ရတယ်ဖြစ်တယ်နော်အဲ့တော့ဘယ်လုံးမမြအောင်အဲ့တော့အဲ့ဒီဒေတာကိုခုခံမှုကဘယ်နေရာပဲရှိတော့လဲဆိုစကိုင်းကနေပြီးတော့ခုခံမှုပဲကျွန်တော်ရှိတော့ဟုတ်အဲ့တော့စကိုင်းမခွေးနော်အညာလွင်မြင်ကနေပြီးတော့ဒီ PNL လုတ်လိုက်တဲ့နော်ကျွန်တော်တို့ရှေးဗျူဟာနော်အပြောင်းလဲကိုယ့်ဘက်ကအားနေသွားတယ်အနေနဲ့တရားအပေါ်မှာအညာဒေတာကိုဆက်လက်ပြီးစစ်ကောင်စီကဆုံးမှုအဆုံးမှုဖို့အတွက်ဆက်လက်ပြီးတော့ကျွန်တော်တို့သူကတော့အာတေးပြရပေးမှာပဲနော်ကျွန်တော်တို့ဟိုဟိုလေတောင်းထိုးစစ်တွေအမြောက်ထိုးစစ်တွေလုတ်တော့မှာပါအဲ့တော့ဆမ်းမင်းကျလို့ဆရာအခုဒီမှာ show check ခန့်တော့ဗျာဒီတင်လေလွတ်လာတာအဲ့မုတ်ကမုတ်မင်းနဲ့အခုသူဘယ်လောက်လဲလား၄၅၆လ၆လလောက်ရှိမှာပေါ့ဒါပေမဲ့ဒီကြားထဲမှာအခုအခုလာပိုင်းထဲမှာတော့ဆရာကျွန်တော်တို့အဲ့ အဲမန္တလေးဆိုလဲကျွန်တော်မြင်းချံပဲပေါ့နော်မြင်းချံတောင်တာပဲအဲမကွေးစကိုင်းမကွေးစကိုင်းပေါ့နော်မကွေးစကိုင်းမှာစစ်ကြောင်းလိုက်ပြိုးတဲ့တက်ခွေးတွေလည်းရှိလာတယ်အဲ့ဒါကျွန်တော်တစ်ဖက်မှာဒီမုတ်ကမုတ်မိတ်ဖက်မှာရှူရွှေရှိမယ်ခုဖက်မှာကျွန်တော်လည်းတိုးတက်လာလို့ပြောလို့ရမယ်ကျွန်တော်အဲလည်းလည်းလည်းပြောမြန်မာပြည်လွတ်လပ်မှုမရမချင်းအရှုံးပေးအနာယူမီမဟုတ်ဟု ေါက်တာဆာဆာကြီးညာမြန်မာနိုင်ငံပြည်သူများစစ်အာဏာရှင်လက်အောက်မှလွတ်လပ်မှုမရမချင်းမိသည့်အခါမှအရှုံးပေးအနာယူမည်မဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဟောင်းဒေါက်တာဆာဆာကကြီးညာသည် NUG အစိုးရပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၏အစိပ်ပိုင်းတရက်အနေဖြင့်နိုင်ငံတကာကူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကိုဖျက်သိမ်းတော်မူဖြစ်ကြောင်းယာယီတမရပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌတို့ဩဘုတ်လအတွင်းကရင်းအားသိပေးခဲ့ပြီးဝန်ကြီးအဖြစ်မှအနားယူပြီးနောက်ဒီဇင်ဘာတရက်နေ့တွင်ပြည်သူတို့အသိပေးတင်ပြသည့်ထုတ်ပြန်စာတွင်ရင်းတို့ရေးသားထားခြင်းဖြစ်သည့် ခုအချိန်တွင်တာဝန်ထမ်းဆောင်မှုအခမ်းအကဏ္ဍတစ်ခုပြီးဆုံးသွားပြီဖြစ်တော်လဲနိုင်ငံတော်အတွက်ပုံမူခိုင်မာသောရည်မှန်းချက်များနှင့်အတူကောင်းမွန်သောကျူးပန်းအားထုတ်မှုများကိုဆက်လက်လှုံ့ဆော်သွားမည်ဟုဒေါက်တာဆာဆာကဆိုသည် မြမပြည်သူပြည်သားအလုံးဤဘုံရန်သူကိုတိုက်သည့်တိုက်ပွဲမှခွဲထွက်သွားခြင်းမဟုတ်ဘဲစွမ်းဆောင်ရည်ပုံစံအတိဖြင့်ဆက်လက်တိုက်ပွဲဝင်ခြင်းသာဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြသည်မြန်မာနိုင်ငံနှင့်ပြည်သူများအားပေးထောက်ခံမှုရရှိရေးလူသားအရင်းမြစ်နှင့်ဗန္ဓာရေးအရင်းမြစ်များရရှိရေးမဟာပြူဟာမှုပေါက်များကိုဥတီတီပြည်သူအခြေခံစတင်အကောင့်ထဲပေါ်လုတ်ကင်သွားမည်ဟုဆိုသည် ရင်းလုပ်ငန်းစုံများအကောင့်ထဲပေါ်ရန်အတွက်အမေရိကန်ပြည်အောင်စုတွင်တရားဝင်မှတ်ပုံတင်ထားသည့်အဖွဲ့အစည်း၃ရပ်နှင့်လှုပ်ဆောင်သွားမည်ဖြစ်ပြီးင်းတို့အနက်ငင်းချင်းရင်းနှင့် Federal Democracy ဆိုင်ရာ Institute ပထမဆုံးခြေလှမ်းဖြစ်စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒေါက်တာဆာဆာထုတ်ပြန်ချက်တွင်ရေးသားသည် ဖွဲ့စည်းလိုက်သည့်ယက်တီမြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကိုအချိန်မြင့်တင်ရန်နှင့်မြန်မာရေးလှုပ်ရှားမှုများကိုနိုင်ငံတကာအတိုင်းအဝိုင်း၏တန်တမာရေးလူသားစာနာမှုနှင့်နိုင်ငံတိဆောက်ရေးကြိုးပမ်းမှုများအတွက်ဖြည့်ဆည်းပေးရန်အဓိကရည်ရွယ်ကြောင်းသိရသည်။ကဲ TNL ကတော့တောင်းမှန်ပါပြီနော်။အပုံးကြော်လားနော်။ဟိုကျွန်တော်လေးနိုင်ငံရေးသမားတွေကိုတခြားတတိထားပြီးကြည့်ကြည့်ရတယ်တစ်ကဘာလုံးလေ။သူကနိုင်ငံရေးတော့လောက်ပဲကိုယ့်ကိုဆရာကြီးလေလို့လို့ပါလို့လို့နဲ့ဟမ်။တဘာရဲ့ဝါရဲ့နှစ်ချုံနေလို့လို့နှစ်ကျိုးနေ။ ်နော်အဲ့အလေးကိုကျွန်တော်လွယ်ပြလုပ်ပေးချင်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဘာလို့ဆိုလို့ချင်တာလဲဆိုတော့နိုင်ငံရေးသမားတွေရဲ့သူကနိုင်ငံရေးတော့လက်ကိုလူတက်ကြီးလူလဲကြီးတွေလောက်ပြီးကောင်းဆောင်ကြီးတွေဥဆောင်မှုကြီးတွေလောက်ပြီး leadership တွေလောက်ဒါပေမဲ့သူတို့ကလေနိုင်ငံသားဥဆောင်ချင်တာတော့တစ်ခွက်တစ်ခုတစ်ခုခုပေါ့နော်သူကဥဆောင်ချင်တာလေဒါပေမဲ့သူတို့အရေးချက်လေနိုင်ငံရေးနဲ့လူမှုရေးတောင်မှဒီဘက်ပေါ့ပေါ့ပြတ်မသိဘူးဘာပေါ့လဲနော်ကျွန်တော်ပေါ့ရင်ရှင်းပြမယ်နော်တို့ဟိုနိုင်ငံရေးဆိုတာလေလူမှုရေးမဟုတ်ပါဘူးမဟုတ်ပါဘူးနော်အခုလူမှုရေးဆိုတာကွာ အိမ်တော်ကြီးတို့တမီးကြီးတို့အဲမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းကြီးတို့ဟုတ်လားတပေါ်ပါလားအဲ့လိုမျိုးဆိုလို့ချင်းကိုကအာရောက်နေတဲ့မောင်နှမတွေညီကိုတွေဆွေမျိုးတိုင်းဝိုင်းနေမိတ်ဆွေတွေတငယ်ချင်းတွေဆိုင်ကွာရောက်နေတဲ့အခါလေးမှာနားလည်မွေလွဲရတော့အခုခုနောက်ကျောင်းထားနေထိုးလာလို့မိတ်ဆွေတယောက်တယောက်ချင်းစုပ်ပေးကြတောင်းမှနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကပြင်လဲ ဟိုအချို့သဘောထားတည်တယ်ပြန်ပြီးနားလည်းမပြောတော့ငါ့ဘုတ်သားမရှိဘူးဒါလူငွေအစင်ကိုပြောပြရအောင်နော်လူငွေတောင်သဘောထားသိလို့ရှင်နားလည်းမပြောတော့တချို့ကတလုံးပြန်မကြည့်တော့မျိုးရှိတယ်အဲတချို့ကြောင်လည်းကိုယ်ကအန်တွားငါးခါလောက်ကောင်းမှုတစ်ခါလောက်တော့ဒါမားလေးပေါ့ခွင့်လွှတ်လိုက်တယ်ပေါ့ဟမ်အဲ့လိုမျိုးလေးထားတော့ဟုတ်ပြီနော်တမီးဒါရဟာသားလေးနဲ့နည်းနည်းရှင်းတော့ပြောမယ်ပေါ့နော်ဟုတ်ကဲ့စကားပြောတဲ့နေရာမှာလေဟိုကြည့်တဲ့သူကမပြင်းမုံလည်းလိုတာပေါ့နော်အဲ့လိုမျိုးကျွန်တော်ကတခါလေးမှဟိုကလေးစကားတော့မှတ်ပါမယ်ပြရတာအဲဆိုတော့ဟုတ်ကဲ့ကောင်းမလေးနဲ့ယောက်ျားလေးနဲ့တမီးသားပေါ့အားလုံးစိတ်ကောင်းမယ်စိတ်ကောင်းနေတော့အဲ့ချစ်ကြီးကိုမှားသွားပါလေကိုကောင်းမှမှာလေမင်းကိုအရင်ချစ်ခဲ့တာပါ ါမင်းအော်မလေးမှားလဲဆိုရင်လေကိုကိုအဲချက်ကိုဖွင့်လို့နော်အဲမောင်မောင်ကိုနားလေပေးပါနော်ဟုတ်လားအဲ့လိုမျိုးဆိုတော့ဆက်စားအောင်တယောက်တယောက်နဲ့ဒီအမအဲနားလေလို့ရတယ်လားရှေ့ဆက်လို့ရတယ်လားဟုတ်လားဒါကိုကျွန်တော်တအားကြီးဟိုတင်းတဲ့ချီပေါ့နော်ဆက်ကမပြောတော့ပါဘူးပေါ့ပုံမှန်ဆိုလို့နော်ကျွန်တော်ဆိုလို့ကျွန်တော်နိုင်ငံရေးပေါ့နော်ကျွန်တော်လူမျိုးရေးပေါ့တောင်းမှလို့မရနိုင်ငံရေးလောက်တော့မယ်ဆိုရင်လူပြောတယ်လေမလောက်ခင်ကွာအေးချလေးလေးနဲ့နဲ့စဉ်းစားမှာခေါင်းဆောင်ဆိုပါလေဒါကြီးလောက်ချလိုက်တော့ဘယ်လိုမျိုးပြည်သူကဥပကန့်လာမယ်ဆပ်လိုက်နေလို့မျိုးပြည်သူတွေအုံတော့မရှိတဲ့လူတွေလားမင်းအွန်လိုင်းစစ်ကွေးတွေလို့ပေါ့မှလေအုံတော့မရှိတဲ့လူတွေလားဟုတ်လားဟိုအဲ့လိုမျိုးမဟုတ်ဘူးမှာကျွန်တော်တို့က စပါးတွေရောက်မှာရှိဘူးသဘောမဟုတ်လို့ပဲဟုတ်ကနိုင်ငံရေးနဲ့လူမှုရေးဆိုကျွန်တော်ပြောမယ်စပါးပြီးပြောရမယ်နိုင်ငံရေးဆိုတော့ကျွန်တော်ကဘာမှချိန်မယ်ဆိုလို့ရှိရင်အခုဟိုတော့ဟက်တလာပေါ့နော်သူဆိုရင်လူမျိုးပေါင်းများဆိုတာတန်ပေါင်းများဆိုတာတက်တယ်တက်ပြီးသူရဲ့တပည့်တွေဆိုလို့ရှိရင်ဒါခုံလုံးတက်တဲ့ခါကျတော့ဘာဖြစ်လဲကျွန်တော်တို့အမိုက်ပေးလို့လော်ရတာပါဘာဖြစ်လဲစင်ကျင်တဲ့အပိတ်ရခုဘာဖြစ်လဲတာပေါင်းကျော်စင်ကျင်နေပေးရဘာဘာဖြစ်ရလဲကြီးမရှိအောင်ငွေမရှိအောင်ငွေမရှိအောင်လို့ဒီတော့ရွှေတွေကြောက်နေပေါ့လို့နှပေါင်းငွေရတော့မရှိအောင်ကြီးမရှိအောင်ပြောအောင်လို့လဲဟိုတနိုင်ငံလုံးကဘာတော့အယုတ်စီရနေပဲကြီးနေတို့မြန်မာနိုင်ငံဒေါ်လာရင်အချင်းကြောက်ချင်းမကမာတော့ဘာရှာယူပြီးတော့ညာလားဟမ်ဟုတ်လားစင်ကျင်နေပေးရမကောင်းပါကျွန်တော်ပြောတာစပြောပြီနော် ဆင်ញံလေးခုလူမှုရေးလို့နားလည်ပေးများမှာတောင်းပြောချင်တယ်နိုင်ငံရေးဆိုကလူပေါင်းများတက်ပြီးဒုက္ခရောက်ပြီးသွားပြီဆိုလို့ရှိရင်နံပါတ်၁ဆင်ညံပြီးလို့မြောင်နံပါတ်၂စကလုံးလာလာလေးနဲ့ကပြားဆရာစာရေးဆရာလိုမျိုးလေးခုနပြောတယ်လို့မချော်တေးလေးလေးပြားရည်လို့နုညွှန်းပြီးတော့အဲ့လိုလေးလုပ်လို့မရဘူးအဲ့လိုလုပ်ချင်စောစောတီးတီးကလေးကွာခေါင်းဆောင်တယောက်ပြပြနိုင်ငံရေးပဲပြပြတော်လိုင်းပဲပြလက်နက်ကတစ်ခုရခေါင်းဆောင်မယ်ပြပြအဲ့လိုအဖွဲ့စည်းတစ်ခုရခေါင်းဆောင်မယ်ပြပြဥဆောင်တို့ပေါ့နော်ဥဆောင်ချက်ချက်ဒီမှန်ကန်ရဲ့လက်စင်စားမှာမလုပ်ခံလေဟုတ်လားလုပ်ပြီးသွားပြီဆိုမှဆင်ညံပေးတာမျိုးလေးအဲနားလည်ပေးပါခွင့်လုပ်ပေးပါနော်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 အဲ့မရပါဘူးနော်မရပါဘူးနော်ဟုတ်ပြီနော် 今年啊嘛，阿那些呢，东呢，六到十九岁呢，那比东家买嘞，四五包大米六斤米，四包米六斤米，喏，伊都伢都看比比，阿比喏，这个伢也得哩，偶尔哎哩看比哎，成家嘛，苦乐参差哩，老百姓老百姓哪能样？一光弄钓噶，老百姓光弄钓噶，我这里不也光弄钓噶？老百姓这边，他么买，八七六吧，廿七六吧，三廿八六样，就那这呗，六米，四五包大米六斤米，这有皮啊的，没有没皮啊的，六斤米，六斤那的，这算么靠谱呗？阿比喏，好嘞，买一包一包嘞，那四五包四五包，苏东四五包四五包，这边东嘛，这边看来没这弄路，好嘞，这东嘛这算么靠谱？现在喏。 စ္စာဖောက်ပြီးသွားတယ်ဆင်းရဲလို့တိတ်လန့်ပဲခုနကအကုန်လုံးတင်နေဟိတလာတပည့်တွေရောနော်အဲ့တော့ဒီနေရာမှာမဲအောင်နေပေါင်းတဲ့ခရိုနီတွေခရိုပြားတွေအလုပ်ကင်သားသမားတွေနော်ဘုံမာတွေအုပ်ကြီးတွေတလန်တွေဆင်းရဲမလို့ချင်ပါဘူးကျွန်တော်တို့ကနော်ဟုတ်ပြီနော်ဆင်းရဲမလို့ချင်ပါဘူးဆင်းရဲပြေးမယ်ဆိုစောက်ကြတယ်ဟိုစမန်းသားတွေပါလေပြားတဲ့တွေပါလေလောက်ပြားဆရာတွေပါလေလောက်ဘယ်လိုမှလာတော့ကြနော်ကိုကိုလူတက်ကြီးစောက်တက်ကြီးပြားဆရာလေးလို့လာပါလားနော်မဲအောင်ပေါ်လိုက်တခါတည်းတော်လိုက်နောက်ပေါင်းအောင်အားလုံးမသိပြချင်မှတာပါခင်ဗျားတို့စဉ်းစားပါမလို့ခင်ဦးဆောင်မယ်လောက်ပြီးတော့မှစောက်တော့လဲစောက်ကြတယ်အများတို့ခါရောက်မှာဟာတွေလောက်ပြီးမှတော့ပေါင်းမနိုင်နဲ့ပြောင်းဆောင်အောင်တီးမှလို့ပဲပြောချင်တယ်နော်ပြေးကြပါလေအောင်မဲဘာမှဆင်းရဲပြေးလို့မရဘူး မင်းအောင်နိုင်ကခွဲရလို့ဒင်းနေအရင်ပြန်မယ်မပြန်ငါတို့တော်လိုင်းနဲ့အောင်ပြီးတဲ့တနေ့ဤသူညနာမကြည့်ခဲ့လက်နက်ကင်ဖွဲ့ရအခုပြက်ရှင်းမှာတော့လုံးဝအဲအားတိုင်းတော့ကျင်းပြီးတယ် promise နော်အဲအရောသိကြတယ်ဟုတ်ပြီနော်ရေကြီးလက်ဝါးနဲ့ရိုက်တာမယ်လွင်လွင်တယ်ဟုတ်လားအဓိကကျွန်တော်ပြောချင်တာကနိုင်ငံရေးခေါင်းဆောင်ပဲဖြစ်ဖြစ်လက်နက်ကင်ခေါင်းဆောင်ပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ်သိကြလေးလေးနဲ့နဲ့တွေ့ဤသူကိုကြည့်ဤသူမကြည့်ရင်တော့စက်ပြက်ခေါင်းပြက်ပွားပြက် နော်ကမိုင်းပြအကုန်ပြသွားမယ်ဟုတ်ပြီနော်ဟုတ်လားဟုတ်ဘယ်လိုနိုင်ငံကောင်းမှလုပ်ပြီးလုပ်ချင်တာလေးလုပ်ပြင်ဒီစကားရဲ့ကျွန်တော်အာနာချင်းတွေတော့ရုပ်ပြောနေတာဒီမေးအလိုးလေးနော်အနောက်နောက်တော်လိုင်းရမြန်နိုင်ငံကလို့ပြောဆင်နေပြီးခိုင်းလို့လုပ်ပါပါလေလာမပြောနဲ့အကုန်ပြဆင်တာကျွန်တော်တို့ကအလိုအမှုပြလာမှမလို့ဒီလိုလုပ်ရတာလာလာပြဆင်နေမပေးနော်ကိုလုပ်ချင်တာလုပ်ပြဆင်နေမပေးနဲ့နိုင်ငံကြီးကအများကိုတော့ကပေးတာလေဟုတ်လားကျွန်တော်ပြောတာနော်ကိုကလူမှုရေးဆိုရင်ကိုတယောက်နဲ့အောင်တတ်တာရအောင်တတ်တဲ့မိသားစုနဲ့ကိုနဲ့အဆင်ပြေရှင်းနေတဲ့တယောက်နဲ့ဆင်နေတော့ဖြေတာလို့ရတယ်လေဟုတ်လားလူတယောက်တတ်တယ်ဆိုတော့ဖောင်းမှာ ဟုတ်လားစမကန်နေဘယ်လိုပုံမှာဘယ်လိုနေရဘယ်လိုပုံမှာလုံးနဲ့တတ်တာလဲအားကိစ္စလဲအဲ့ပုံမှာမူတည်ပြီးတော့ဟမ်ဟုတ်လားပုံမှာဘယ်လိုပလောင်နေပြီးဆိုရင်ဘယ်လိုထောင်းနေတရားရောင်ချမှတ်မယ်ခံရမှာဒါနဲ့ဆိုတော့အဲ့ထက်ဆိုလေလူပေါင်းများစွာတပေါင်းများစွာအိုးအိမ်ပေါင်းများစွာဒီလူကုန်လုံးစိတ်ဆင်းရဲမှုသိတော်ကားမှုပေးမှုပေါင်းများစွာအားလုံးဘယ်လိုမှတော့တရားတောင်းမှလို့မရဘူးခဗျာဆရာလို့စကလုံးကလာရွေးချယ်နေတယ်နော်ဟုတ်လားဘောင်းတော့ပြောင်းလုပ်မယ်ဆိုလို့ရှင်ပြတ်သားဖို့လိုတယ်ဟုတ်ပြီနော်သဘောပေါက်လားစင်ညာနေမပေးနဲ့နော်တို့စင်ညာနေပေးလို့မရဘူးယနေ့ခကြီးကအဲ့အတိဖို့လိုတယ်နော်အဲ့ကောင်းဆောင်လုပ်မယ်သူကမှန်တာတော်တော်လုံးပေးတယ်ဒီဟိုလုံးချန်နေလောက်ပြီးမှငါတော့ဘာဖြစ်လို့လုံးလိုက်ပါဟိုကဖြစ်လို့ပါလေနော်ဒီလူတွေလက်ခံရအောင်လေမအားနဲ့နော်ကျွန်တော်ပြောတာဒီသဘောပေါက်လား နော်လက်သက်ခံလို့မရဘူးယနေ့ကလူကအမားကြီးလောက်ပြီးသွားရင်ဆင်းရဲနေပေးလိုက်တာတောင်းတောင်းလာတာကလည်းလောက်လာကပြဆရာကြီးလို့လို့ပါလို့လို့မသိရသူတို့နိုင်ငံရေးသမားလို့လို့လက်နဲ့ရဲ့ကိုင်းဤသမားလို့မတူတော့ပဲနဲ့ပါလေမသိရကပြဆရာကြီးလို့ပဲကပြကြီးပဲရှောက်ဆက်ရှောက်ရေးဟမ်ကိုကြောင်ကြောင်နဲ့မသိရသူတို့တပည့်သားကိစ္စကြတယ်ဒီလောက်ပဲသဘောမောင်းမကျန်နဲ့နော်ဒီလောက်ပဲပြောပါမယ်နော်ဟုတ်ပြီနော်ဒီကောင်းချွန်းနဲ့ပြောမယ်နိုင်ငံကောင်းမှဆင်းရဲပေးနေတာပဲဆိုရှင်ကျွန်တော် NUG ရဲ့နော်ထွေထွေထိုးစစ်ဆိုတဲ့ကိစ္စကိုပြောရမယ်အနေထားဖြစ်အဲ့တော့ NUG အသူ့အောက်မှာနော်နိုင်ငံကိုင်းတပ်ဖွဲ့တိုင်ရင်300ရှိတယ်ပြောတယ်နော်အခုက အထွေထွေထိုးစစ်လုပ်မယ်လို့လည်းကြေညာတယ်ပေါ့ဗျ။ဟုတ်။ဒါပေမဲ့ NUG ရဲ့ကျွန်တော်တို့အညာဒေသမှာရှိနေတဲ့တော်လန်ရေးအင်အားစုတွေကိုကျွန်တော်တို့ဟုတ်ကျွန်တော်တို့မဟာပြူဟာကြကြစီရင်ပြီးတော့စစ်ကောင်စီကိုခုခံတိုက်ခိုက်တဲ့လှုပ်ရှားမှုတစ်ခုလုံးကထွက်မလာဘူး။ထွက်မလာဘဲနဲ့ NUG ကဘာတွေထွက်လာနေလဲဆိုတော့ဒီဟိုဘောအဲဦးမောင်ဝင်းခိုင်တန်းဝင်းကြီးချုပ်ရဲ့ ဂျုံကအန်ယူဂျီရဲ့လုပ်ငန်းတွေအားလုံးကိုချက်ချာဖြစ်တယ်ဆိုတော့အဲ့ဒီရုံးဖွဲ့ရဲ့ကတောင်းကနေနဲ့အနာလွဲသုံးစားလုပ်မှုငွေကြေးလုံးသွဲလွဲသုံးစားမှုတွေဖက်ပေါ်လာတဲ့အောက်မှာကျွန်တော်တို့အညာဒေတာကတော့အန်ယူဂျီကနေပြီးတော့ဆင်းရဲမယ်ဆိုတဲ့ချိုးချစ်ပင်မှာလည်းညံ့ထားတော့ဒါမဲ့အညာဒေတာမှာတခြားလုံးစီဝေးအင်အားစိတ်ကြရင်အားနော်အဲတိုက်ပွဲတွေ့ကြုံကောင်းတဲ့ခရိုင်တချို့ရှိပါတယ်အဲ့ဒီခရိုင်တွေကတော့ကျွန်တော်တို့ တကူကအာမွန်ရွာခိုင်းမြင်းချင်းမြင်းနောက်ဖက်ကန်းကနော်ကျွန်တော်တို့ဘုံငကားတို့တော့ဟိုပါတို့ PL တို့တိုက်ပွဲတွေ့ကြုံရှိတဲ့အများစုတွေအဲ့ဒီလှုပ်ရှားမှုတွေကနော် NUG ပြောပြောမပြောပြောတိုက်မှာပဲတိုက်လဲတိုက်နေကြလားအလားတူရှင်ဘုခိုင်းကလည်းအဲ့လိုရှင်ဘုခိုင်းကျောင်းကအထူးဖြင့်ဝက်လက်ပေါ့နော်ဟုတ်တယ်ဟုတ်ဝက်လက်ကအကြီးကျယ်ဆုံးဖြစ်စီကန်းတယ်ဒါပေမဲ့ဝက်လက်ကအပြည့်အစုံဆုံးတုံ့ပြန်တိုက်ခိုက်နောက်ခင်တို့ကမြင်ညာအင်းအဲဒီမှာရှိနေတဲ့အင်အားစုတွေကတော့တိုက်နေကြတယ် ဒါပေမဲ့အဲ့ဒါတွေက NUG ရဲ့အထွေထွေထိုးစစ်မဟုတ်ပါဘူး။ထွေထွေထိုးစစ်လည်းမဟုတ်ဘူး။ NUG ရဲ့အစီအစဉ်တွေလည်းဟုတ်ပုံမရ။ကိုယ်ဒေတာတွေဝင်လာတဲ့အစိုးရစစ်ကြောင်းတွေကိုနော်ကျွန်တော်တို့ပူးပေါင်းပြီးတော့တိုက်ခိုက်တာဖြစ်တယ်။အဲ့ဒီတိုက်ပွဲတိုက်ပွဲတွေကနော်ကျွန်တော်တို့ချင်းမိုးရဲ့လက္ခဏာဆောင်တဲ့တိုက်ပွဲတွေဖြစ်ပြီးတော့ဒီကာလအတွင်းမှာချင်းမိုးရဲ့တိုက်ပွဲ၃ပွဲလောက်တိုက်တယ်။ဟုတ်တယ်။ဒါပေမဲ့ NUG ရဲ့တစ်ခုလုံးအစီအစဉ်တော့မဟုတ်ဘူးလို့ကျွန်တော်တို့ယူဆ။ပြောတယ်လည်းမကြဘူး။ပညာဒေတာ ကိုဒေတာတွေဝင်လာတဲ့အင်အားစုကိုစုစည်းပြီးတော့တိုက်ခိုက်ပေမဲ့နော်အခုကဘာဖြစ်သွားလဲဆိုအခုကအထွေထွေထိုးစစ်ဆင်တွဲဖို့အတွက်ကျွန်တော်ပြန်လည်ထိုးစစ်ကာလကိုဝင်ရောက်ရမယ်အစားအညာဒေတာရဲ့စည်းရေးကဘာဖြစ်သွားပြီလဲဆိုတော့အညာအညာဒေတာရဲ့နော်ကျွန်တော်တို့ကြောက်ကြစစ်ကိုပြန်ပြီးတော့ရှောက်ကြကြောက်ကြစစ်မဟာဗျူဟာထဲမှာချိန်ပုံရိပ်တိုက်နိုင်တဲ့ခရိုင်၃ခရိုင်ရှိတယ်။ဟုတ်ပြီ။ဘုံရွာနောက်ဘက်ကရင်ကျွန်တော်တို့ အဲခုနကရှေ့ကိုခရရယ်နော်အနောက်ပြီးတော့အကျွန်တော်မြင်ညာအဲ့ဒီနေရာတွေကအင်အားစုတွေကတော့စစ်တိုင်းဒါပေမဲ့အဲ့ဒီလူတိုက်တိုက်ခိုက်မှုဟာဒီကျွန်တော်တို့အဲဘယ်ဦးတော်လန်ရေးရဲ့နော်အင်အားစုတွေကိုကျွန်တော်တို့ကမျိုးတော်လည်းရဲ့အင်အားစုတွေစုကြည့်ပြီးတော့နော်မဟာပြူဟာကြတဲ့နော်စီရင်အလှည့်ပြောင်းလုပ်နိုင်လားဆိုတော့မလုပ်နိုင်ပါဘူး။အဲလိုက်ကိုကကိုနော်တုံ့ပြန်ထိုးစစ်ဝင်ရောက်လာတဲ့စစ်ကြောင်းတွေကို ိုက်ခိုက်နိုင်တာပဲရှိနော်ဟုတ်ကဲ့ဟိုသိမှုလည်းမစင်းစားနိုင်ဟုတ်ကဲ့ဆိုတော့မဟာဗျူဟာရနောက်ဆုံးရတဲ့ကာလဖြစ်တယ်အဲတော့ပြန်လန်ထိုးစစ်အဆင့်ကနေပြီးတော့အခုကကြောက်ကြာစစ်ကူပြန်ပြီးတော့ဆင်းရတယ်အဲလိုဖြစ်ရတဲ့အကြောင်းက NUG ရဲ့တာဝန်မဲ့မှုတာဝန်ခံနိုင်မှုအားနည်းပြီးတော့ NUG ဟာစီးရဲရခေါင်းမဆောင်နိုင်တဲ့အနေအထားကြောင့်ဒေသလိုက်တိုက်ပွဲတွေဖြစ်တယ်အဲတော့ကျွန်တော်တို့ဒီလိုစဉ်းစားနေနေတော့ကျွန်တော်တို့တော့လို့မရအခုကိုကျွန်တော်တို့မန္တလေး ဟိုတိတ်ပိုက်ရေလှုပ်ရှားမှုအစီအစဉ်ကိုကျွန်တော်နောက်ဆုံးလေ့ရတယ်။မန်လေးပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကမိတ်ချီလာတို့ဘာတို့ဘယ်လိုမှကျွန်တော်တို့ဝင်ဖို့အခြေအနေတောင်းချက်လည်းမရှိ။အဲအဲ့တော့ကျွန်တော်တို့ကအခုရည်ကြီးလိုအပ်တာဘာလဲဆိုတော့ဒီဒီလက်ရှိအခြေအနေအတွင်းမှာအညာဒေတာမှာရှိနေတဲ့တပ်ပေါင်းစုတွေကိုကျွန်တော်အာအညာဒေတာမှာရှိနေတဲ့ဒေါ်လာရင်းအင်အားစုတွေကိုအညာဒေတာတပ်ပေါင်းစုပြည်ပြည်ပြင်းပြင်းဖြစ်ဖို့အတွက်ဘယ်အင်အားစုကခေါင်းဆောင်ပြီးလုပ်မလဲဆိုတဲ့ကိစ္စအညာဒေတာရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးအဆုံးဖြတ်ပေးမယ့်အနေအထားဖြစ်တယ်။ဟုတ်ဟုတ် အဲ့တော့အဲ့ဒီခြေလူကုန်းခြုံလိုက်လို့ရှိရင်အခုကကျွန်တော်တို့နေဦးတော်လိုင်းကြီးကနော်ကျွန်တော်တားလျှော့သွားပြီလားတားလျှော့လူပြီးပြီလို့ကျွန်တော်ပြောရပါဗျာနိုင်ငံတကာကတော့အဲ့ဒါကိုနိုင်ငံတကာကတော့အဲ့ဒါကိုဘာပြောလဲဆိုတော့ face shape ဖြစ်လူပြီးပြီလို့ပြောနေတာအဲ့တော့အဲ့ဒါကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့အညာမှာရှိနေတဲ့အင်အားစုကျွန်တော်တို့မြန်မာတပ်ပေါင်းစုခွင့်နိုင်ဖို့အတွက်ကြိုးပမ်းမယ်အဲ့ဒါအတွက် NUG ရဲ့ TA အောင်မှာမရှိတဲ့အင်အားစုနောက်ပြီးတော့တီချာ ်လှုပ်ရှားနေတယ်နော်ကျွန်တော်တို့ဟိုအင်အားစုတွေဘုံတကားတို့နော်မောင်ဆောင်ကတို့သူတို့အင်အားစုဒီအင်အားစုတွေနဲ့စုကြည့်ပြီးတော့ကျွန်တော်ညင်ကြတဲ့အဲကျွန်တော်အညာတပေါင်းစုနော်ခုခံစိတ်ကိုကျွန်တော်တို့မလုံနိုင်ဘူးဆိုလို့ရှိရင်အညာဒေသဟာကျွန်တော်တို့စစ်ကောင်စီရဲ့လက်အောက်တက်ရောက်သွားမယ်ဒီကအဲ့တော့ကျွန်တော်တို့ဘာပြန်ဖြစ်သွားမလဲဆိုရှင်ရေးစ조사ရပြောပြောလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့က80ရန်သူကချစ်ကောင်ကောင်ရှင်က30အခုကပြောင်းပြန်ပြန်ဖြစ်တော့မှာ 个话都热，都话可能生嗯，然后二七年加我个不准，人肉的，哈，该山开山，电团的，在年代啊，那等于谁他呢？收钱人肉耍，怪谁他的。那么肉打加帮助，对，就孬了，怪谁来部队？人家提他嘛，现在也还是高中的，高年级毕业初中人，那里边嘛，今年不准在那边边嘛，百度啊，哦，属于高中的，不都话，人家也高中的，出来干啥个？ ပုံမှန်လေးလေးဆွေးနွေးကြဖို့တစ်ချိန်တည်းမှာ NUG ရဲ့အထွေထွေထိုးစစ်ကိုမျှော်လင့်မနေဘဲနဲ့ NUG အောက်မှာရှိနေတဲ့အင်အားစုတွေနဲ့ပူးပေါင်းနိုင်မှုအတွက်ကြိုးပမ်းဖို့လိုတဲ့လူယူဆပါတယ်အဲ့လိုမလုပ်နိုင်လို့ရှိရင်ကျွန်တော်တို့အာနွေဦးတော်လန်ကြီးဟာတော့ဒီအနေနဲ့ကျွန်တော်တို့ကြုံရတော့မယ်အနေထားဖြစ်ပါတယ်အဲ့ဒီအနေထားကိုကယ်တင်ဖို့ဟိုကျွန်တော်တို့အညာဒေသမှာရှိနေမျှော်လင့်တဲ့ဘသူတွေကဘယ်လိုကောင်းဆောင်ပြီးလုပ်ကြမယ်ဆိုတာကိုပုံမှန်လေးလေးကျွန်တော်တို့တိုင်ပင်ဆွေးနွေးတင်ပါတယ်ဘုန်းကားတို့ဘောဆောင်ခါတို့ နော် BBLA တို့ BLA တို့နော်စူးစီးပြီးတော့ကျွန်တော်တို့ဟုတ်ကဲ့ညာဒေသတပေါင်းစုကြီးဖွဲ့ဖို့လိုနေပြီလို့ကျွန်တော်ပြောပြရစီ